ကြားဖြန့်ကိုင်းရှင်းလင်းရေးနဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးတွေရဲ့အောက်မှာ အသက်ရှူရပ်သွားခဲ့ရတဲ့လောက်ကိုင်းမြို့ဟာအခုတော့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့လက်အောက်မှာအသက်ပြောင်းဝင်လာတာတွေ့ရပါဗျ။အရင်ကကြားဖြန့်လုပ်ငန်းတွေကာစီနိုတွေဟိုတယ် KTV တွေနဲ့မိတဖိတ်ဖိတ်တောက်စီကားနေတဲ့အဆင့်မြင့်အဆောက်အဦးကြီးတွေဟာဒီတစ်ခေါက်ရောက်တဲ့အချိန်တိတ်ဆိတ်နေပြီးမြို့ထဲမှာကိုကန့်လူမျိုးတွေကျွတ်တူကျက်တဲ့သွာလာလှုပ်ရှားနေကြပါဗျ။ တရုတ်ဘက်ကလည်းအရင်ပိတ်ထားတဲ့တေးစစ်မီနဲ့ဆက်သွယ်ရေးဖုန်းလိုင်းတွေပြန်ဖွင့်ပေးထားသလိုအခြေခံလူသုံးကုန်တွေဆက်သုံးစီတွေဆောက်လုပ်ရေးပစ္စည်းတွေနဲ့ကုန်စည်အများစုကိုပြန်တင်သွင်းခွင့်ပြုထားလို့ဒေသခံတွေအတန်အသင့်အဆင်ပြေနေကြပါပြီမြို့ပေါ်မှာအရင်ကကိုကန့်ဒေသကိုစိုးမိုးချေလည်နေတဲ့စစ်တပ်နေကြားဆောင်တပ်နဲ့ပယ်မီသားစုတို့မရှိတော့ဘဲ MNDAA ရဲ့မဟာမိတ်တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ အာရခတက်တော် AE တို့ရဲ့မဟာမိတ်ဆက်ဆံရေးယုံတွေ အစားထိုးဝင်ရောက်လာတာသတိထားမိပါတယ်။ကိုကန့်ဒေတာရဲ့မူလအုပ်ချုပ်သူ MNDAA ရဲ့အပြည့်အဝထိန်းချုပ်မှုအောက်မှာမြို့ကတစတစပြန်အသက်ဝင်လာနေပါပြီ။ ကိုကန့်ဒေတာကို ပြန်နိုင်ပြီဖြစ်တဲ့ MNDAA ကတော့မြို့ပေါ်မှာအုပ်ချုပ်ရေး၊စီးပွားရေး၊ကျန်းမာရေး၊ပညာရေးနဲ့နေဆက်ကုံသွေးရေးလုပ်ငန်းတွေကိုပြန်လည်ဖော်ဆောင်နေတာတွေ့ရပါတယ်။ကိုကန့်ဒေတာမှာကြားဖြန့်လုပ်ငန်းတွေကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ကြေညာထားသလိုမြေပြင်မှာလည်းဒီအဆောက်အအုံတွေကို MNDAA ကတင်ဆက်ထားပါတယ်။ကျန်းမာရေးနဲ့ပညာရေးနယ်ပယ်တွေမှာတာဝန်ထမ်းဆောင်ဖို့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြတဲ့အကြမ်းမဖက်အာဏာပီဆိုင်ကြီးလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့နိုင်ငံဝန်ထမ်းတွေကိုဖိတ်ခေါ်တာမျိုးလည်းရှိပါတယ်။စေဝါတင်သွင်းခွင့်ကိုတရုတ်ကကန့်သက်ထားပေမဲ့ CDM တွေနဲ့လဲပတ်နေတဲ့လောက်ကင်စေယုံဟာရှမ်းပြည်မြောက်ပိုင်းအတွင်းယောဂအများစုကိုကုသပေးနိုင်တဲ့အဆင့်အမြင့်ဆုံးစေယုံဖြစ်ရပ်တည်နေတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။ တရုတ်နဲ့မြန်မာကြားဒုတိယအကြီးမားဆုံးနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်မှာညီနောင်မမိတ်သုံးဘွဲရဲ့အလံထွင်ထားတာတွေ့ရပါတယ်။စစ်အေးကာလတွေမှာနှစ်စဉ်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိခဲ့တဲ့ဒီဒီတာဟာတစ်တုံရနှစ်ခုစစ်စီရေးအတွင်း MNDAA ပထမဆုံးတင်ပိုက်နိုင်ခဲ့တဲ့အောင်မြင်ဖြစ်ခဲ့တာပါ။လောက်ကိုင်းတဲ့ချင်းရွှေဟော်မြို့ကိုတန်လွင်မြေအနောက်ဘက်ခြမ်းကနေလာဖို့သမိုင်းဝင်ကွမ်းလုံတရားကိုလည်းဖျက်ရပါတယ်။ ကွမ်းလုံတရားနယ်မြို့ကိုတင်ပိုက်ဖို့1980ခုနှစ်ကမာပြည်ကွန်မြူနစ်ပါတီဘကပတပ်တွေကျိုးပန်းခဲ့ရာမအောင်မြင်ခဲ့တဲ့အပေါ်ကိုမြန်မာစစ်တပ်ကကွမ်းလုံရက်40ဇလန်းတွင်းနဲ့ဝါရဖြန့်ချီခဲ့မှုတဲ့သမိုင်းဝင်တရားပါကွမ်းလုံတရားနှစ်ဆင်းရှိပြီးတရားဟာတိုက်ပွဲတွေကြောင့်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတရားသစ်ကိုတော့ကုံသွေးကြီးနဲ့စီရီအတွက်သုံးနိုင်တဲ့ရေးပါတဲ့တရားဖြစ်ပါတယ်စစ်တပ်ဘက်ကရက်တဲ့တရုတ်ကတော့ MNDAA အနေနဲ့တိုက်ပွဲတွေဆက်မဖော်ဆောင်ဖို့ကိုနေဆက်ကုံသွေးဂိတ်တွေပိတ်ပြီးဖြတ်ငါးပြက်နယ်ဖိအားပေးအကြက်ကင်ပါတယ်အခြေခံစားတောက်ကုံလျှက်စစ်အင်တာနက်ဆက်သုံးစီနဲ့လက်နက်လမ်းကြောင်းတွေအကုန်လုံးကို သူကိုယ်တိုင်လဲပိတ်တယ်လို့အကူအညီပေးနေတဲ့ဝါပြည်သွေးစီညီညီရေးတပ်မတော် UWSA ကိုလည်းပိတ်ခိုင်းခဲ့ပါတယ်ကိုကန့်ဒေသနဲ့ဝါပြည်တို့အဓိကကုံသွေးရချင်းရွှေဟော်နတ်တဲ့တရာကျူးကြခဲ့ပြီး တရားပြန်လည်ပြုပြင်ရေးအတွက်ကိုတော့နှစ်ဖက်တွဲဆုံဆွေးနွေးမှုတွေရှိနေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်မြန်မာစစ်တပ်နဲ့ MNDAA တို့အပြစ်ရက်လိုက်ပြီးနောက်ပိုင်းမှာတော့ချင်းရွှေခေါ်ဂိတ်ကိုပြန်ဖွင့်ကကုန်စည်စည်းစိမ်မှုတွေကိုခွင့်ပြုထားပေမဲ့တော်လိုင်းရဲ့အတွက်အထောက်အကူဖြစ်နိုင်တဲ့စေဝါနဲ့လက်နက်ခဲယမ်းတွေကိုတော့တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားဆဲပါ။ ကိုကန့်ဒေတာကိုလက်ရှိ MNDAA ရဲ့ခေါင်းဆောင်ဖုန်တာရွှင်ရဲ့အဖေဥဖုံကြားရှင်ကဥဆောင်ခဲ့ပါတယ်။အဲဒီကာလကနိုင်ငံတော်အေဂျင့်တာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖနဲ့ငင်းငယ်ရေးယူပြီးကိုကန့်အထူးဒေတာတက်အဖြစ် ကိုပိုင်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။အထူးဒေတာတက်ကို ကိုကန့်ခရိုင်မုံကိုခရိုင်ကုတ်ခိုင်ခရိုင်တိန်နီခရိုင်ဆိုတဲ့ခရိုင်၄ခုနဲ့ဖွဲ့ထားပြီးလောက်ကင်ကမြို့တော်ဖြစ်ပါတယ်။ဒါပေမဲ့၂၀၀၉ခုနှစ်မှာ MNDAA ကို နေ जा ဆောင်တက်ပြောင်းဖို့စစ်တပ်ကဖိအားပေးလို့ငင်းဆန်ရာကနေအမှန်နဲ့စစ်စင်ရေးအထူးအဖွဲ့မှုကာဆာဒါနှင့်မှုအဖြစ်နဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့တက်နဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး MNDA ခေါင်းဆောင်ပိုင်းတွေတရုတ်နိုင်ငံကိုထွက်ပြေးခဲ့ကြရပါတယ်။ဖုံမီသားစုခေါင်းဆောင်နဲ့ MNDA တက်တွေမရှိတော့တဲ့နောက်စစ်တပ်ကကိုကန့်ရာရှိတယောက်ဖြစ်တဲ့ပယ်ဆောက်ချိန်ကိုဆင်တင်ပြီးသူနဲ့အတူနေ जा ဆောင်တက်လဲပေါ်ထွက်လာခဲ့ပါတယ်။အဲဒီနောက်ကစပြီး တစ်တုံညာနှစ်ခုစစ်စင်ရင်မတိုင်ခင်အထိကိုကန့်မြေကိုစစ်တပ်ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးအရာရှိတွေနဲ့ပယ်မိသားစုကချေလင်းနေခဲ့တာပါ1950ခုနှစ်နောက်ပိုင်းဘိန်းကျောင်းနမယ်ကြီးတဲ့ကိုကန့်ဒေသကပယ်မိသားစုနဲ့စစ်တပ်လက်အောက်မှာတော့အွန်လိုင်းငွေကြေးလိမ်လည်မှု ကြားဖြန့်လုပ်ငန်းတွေကာစီနိုတွေ KTV တွေနဲ့တဟုန်ထိုးအသွင်ပြောင်းလာပါတယ် စစ်တပ်တကြောပြန်အာဏာသိမ်းပြီးတဲ့နောက်2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာညီနောင်မမိတ်၃ဘွဲ့ဦးဆောင်တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးပေါ်ပေါက်ခဲ့ပြီး MNDAA ကိုကန့်တက်တွေအိမ်ပြန်လန်းဖောက်ခဲ့ကြပါတယ် MNDAA ဟာစစ်စင်ရေးအတွင်းမှာလာရှိုးမျိုးအပါအဝင်မြို့ပေါင်း၉မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးသူတို့ရဲ့အိမ်ဖြစ်တဲ့လောက်ကိုင်းကိုပါရရှိသွားခဲ့ကြတာဖြစ်ပါတယ်